င်ကြပါစေကျွန်တော်တို့ဘေးရင်ဆရာကေဇော်ဟင်းဖြစ်ပါရယ်ခင်ဗျာဒီကုလအတွက်မေတ္တာလက်ဆောင်ဂါထာတဘုတ်ကို ဖော်ပြပေးမယ်ခင်ဗျာနော်အစ်စ်တော်မဟုတ်ပါဘူးအရင်တော့လည်းတင်ပေးပြီးသားအမထန်နဲ့ထူးခြားလို့ထပ်ပေါ်ပြတာပေါ့ယခုလအတွက်ဒါအထူးပြုရွတ်တဲ့နဲ့အဲဂါထာလို့ပဲမှတ်ထားပါကျွန်တော်အရင်ကလည်းဂါထာလေးကိုလာစင်လာတိုင်းဖော်ပြပေးနေတယ်နော်အဲ့တော့ကျွန်တော်ကဟို ဂါထာယွတ်တာလေးတွေကိုအမတန်စိတ်ဝင်စားရနော်ကျွန်တော်တို့ပဲဂါထာမန္တန်စိတ်ဝင်စားသူတွေအနေနဲ့ဆိုတော့ဒါယွတ်ပါမောရှာထူးကြမှာပေါ့မိမိရဲ့လက်ဘွားမြင်ကိုကြည့်လိုက်ပေါ့နော်လက်ဘွားမြင်ရဲ့အလဲမှာဂမ်ဘီယာချက်စီပါလို့ရှိရင်ယွတ်ဖတ်တဲ့စေမှုတွေဂါထာမန္တန်နေနဲ့အစွမ်းတက်တယ်နော်အဲ့ဒါကသူကဂမ်ဘီယာလက်စားတဲ့အခါမှာဂမ်ဘီယာချက်စီတမဂါထာယွတ်ရင်တမနဲ့မတူပူဆွမ်းတယ်အဲ့ဒါလေးပေါ့ကျွန်တော်လည်းဂါထာအမတန်ကို အာတန်တယ်အဲ့တော့ဒီဂါထာလေးကလည်းအမတန်ထူးခြားတဲ့ဂါထာတို့ဗျာနော်အဲ့ဒီနေ့မှာကျွန်တော်ရဲ့အင်ရှေ့ကိုဂါလီကစီရက်လာတယ်ရက်လာပြီးတော့ကာဗွန်ဝင်မျိုးသမီးတွေအောင်ဆင်းလာတယ်တယောက်ကပင်ပင်တွယ်တွယ်နော်ပင်ပင်ဘဝပါပဲတန်တန်မြမြဝတ်စားလေးနဲ့နော်သူရုပ်ရည်ကျွန်တော်လည်းတရားမြင်နေရတာပေါ့တရားမှန်ပလေးမောက်ကနေပြီးကြည့်လိုက်တော့မြင်နေရတာပေါ့ဘေးမှာသူရဲ့ဖော်တယောက်ပါတယ်ဒါဖော်လိုက်လာဆိုတော့တီးပြီးသားကျွန်တော်လည်းထုံးစံတယ်ပေါ့အဲကျွန်တော် လာခဲ့ပါခင်ဗျာပေါ့နော်ဟုတ်ကဲ့ねကဲတွေ့မဲ့လူရဲ့အမီပေါ့မွေးနေ့တက်ဂရိတ်ပေါ့ပြောပါဆိုတော့သူကျွန်တော်ကြည်ပြီးတော့ဆရာကျွန်တော်မမမေ့ဘူးလားတဲ့နော်ဆိုတော့ကျွန်တော်လည်းကြည်လိုက်တယ်မြင်တော့မြင်မှုသလိုရှိတာပေါ့ဒါပေမဲ့ကျွန်တော်မမှတ်မိဘူးဖြစ်တယ်သူအဲ့တော့ဟုတ်တယ်ခင်ဗျာလို့အားရနာပါတယ်လို့ကျွန်တော်လည်းဟိုအနာဇေရောင်ကောင်းတယ်လို့အများနဲ့မလို့လာမသိဘူးကျွန်တော်မမှတ်မိဘူးဖြစ်နေရဲ့ဗျာလို့ဆိုဆရာဟုတ်ဒီရင်ဖျားမှာဟောကန်းထိုင်နေတော့ နှစ်ခါလောက်ကိုလာဝူးပါတယ်ဆရာစီတော့ဟုတ်ကဲ့ကဲ့တယ်များပေါ့ကျွန်တော်လည်းရင်ကျေးလေးပဲပေါ့အဲတော့ကယောဂတော်တော်ဆိုးနေတဲ့ဆိုင်နဲ့သူကပြောတာနော်ဟုတ်လားလို့ဘာယောဂဖြစ်တာတော့ကျွန်တော်လည်းထုံးစံတယ်ပေါ့ဒီတွက်ကိန်းကိုမတက်သေးဘူးနဲ့သူနဲ့ဒီအာလာဝါတာလာဝါစကားလေးပြောတဲ့ကံမှာသူကပြောမဆိုရင်ဟိုတွေးကင်စာပေါ့အဲ့လိုမျိုးဆန်ဆန်ဖြစ်တာအဲ့တော့ဆယ်ဝင်ကြီးကရှောက်လာပဲခံတော့မယ်ဆိုပြီးဆရာစီရောက်လာတဲ့ခါမှာဆရာကြီးတရားကြီးလှုပ်ပါတယ်တဲ့အဲ့တော့ တော့ကျွန်တော်တဖြည်းတော့မှတ်မိတာပဲပို့သူ့နော်အဲဒီလောက်ဒီလောက်ပြန်ပြောရစင်တော့မျက်နှာလေးကကိုကလည်းကြည်ကြည်နဲ့ပြန်ပြီးသတိရလာပို့ဆက်ရရတယ်အဲ့တော့ဆရာဂါထာလေးတစ်ပုဒ်ကိုပေးလိုက်တာပို့ကျွန်မဆွဆွမြည့်ရွတ်တာပါတဲ့ဟုတ်လားလို့ကျွန်တော်လည်းဂါထာလေးတော့အဲမေတ္တာလက်ဆောင်လေးပေးနေတာပဲလို့ကျွန်တော်ပွဲတွေလက်တွေဂါထာလေးအဲ့တော့ဘာဂါထာလေးမြန်းကျွန်တော်ပေးလိုက်တာတော့ဆိုတော့သူကထုတ်ပြတယ်သူအိတ်ထဲကနေလို့နော်ဆာဗီလီယစကူတာအဖြူလေးပဲနော်ဂါထာဆာဗီလီအဖြူလေးပဲနည်းနည်းတော့ခောက်ကြည်နေပြီပေါ့ ါဒါလေးဆရာတယ်ဆိုအာကျွန်တော်ကြည်လိုက်တဲ့ဂါထာလေးကိုရှင်အရဟံဂါထာဆိုပြီးရေးထားတယ်ဟုတ်လားလို့အဲ့တော့ကျွန်တော်ကဒီမြို့ထဲမှာတော့ဟောကမ်းမထိုင်တာအခုပဲ၄၅နှစ်ရှိပြီပေါ့ဆိုတော့ तू ကဆရာဝန်ရရှောက်လာတော့ပဲခံတော့မယ်လို့ပြောထားပြီးတော့ तू ကဒီယောဂမှာအခုချိန်မှာ तू ဒီရောက်လာဆိုတော့ဟုတ်လားလို့ကောင်းသွားပြီလားလို့ဟုတ်တယ်ဆရာတဲ့တော်တော်လေးကိုကောင်းသွားပါပြီတဲ့အခုအဲ့တော့ဆရာဝန်ရရှောက်လာပဲခံတော့မယ်လို့ပြောထားပြီးဆိုတော့အဲ့တော့မှဟုတ်ပြီကျွန်တော်မှတ်မိပြီကျွန်တော်စီကို စိုက်ကယ်လေးနဲ့နော်စူပါကက်ဘေးလေးနဲ့လာနေတာအဲ့ကောင်ဆီယမမှတ်လာဘူးတို့လည်းကျောင်းဆီယမတယောက်ပါပဲနော်အချိန်လုံးကပေါ့ကျောင်းဆီယမလုတ်ခဲ့တယ်ပေါ့ဗျာနော်ကျွန်တော်ပြပြဟုတ်ပါတယ်ဆရာဆိုအာဝန်တော်လိုက်တာဗျာပေါ့နော်ကျွန်တော်အဲ့နဲ့ဒီကတာလေးကိုဆရာအရုံးကဒေသာမှားတာလေဒါလေးကိုစူးစမ်းမြဲမြဲရွတ်ပါပေါ့တစ်စိရွတ်ပါပေါ့နော်အဲကျမ်းမာခြင်းအသက်ရှင်ခြင်းကျမ်းမာခြင်းနော်ဒါတွေဖြစ်စေလိမ့်မယ်ပေါ့ဆိုအဲ့တော့ကျွန်တော်က အာဝမ်းတာလိုက်တာပဲထပ်ပြီးတွက်ဆက်လိုက်တယ်နော်ရေရေရေလည်းထပ်ပေးလိုက်တယ်ပေါ့အဲ့တော့အဲ့မှာသွားပြီးတခုထူးခြားတာတခုကသူ့ကိုကျွန်တော်တွေးလိုက်တဲ့ချိန်မှာအသက်90ကျော်နော်အမျိုးသမီးတယောက်ပေါ့ပေမင်းဘဘနဲ့အသက်90ကျော်အမျိုးသမီးလို့ထင်ထားတာတကယ်တွေ့လိုက်တော့သူကအသက်60ဆွန်းဆွန်းဖြစ်နေအဲ့အမှသူကကျွန်တော်ပြတ်မှတ်မိသွားလीဒီကာထာကိုကြည့်လိုက်ပြီဆိုကျွန်တော်မှတ်မိပေါ့အသက်ရှည်ရှင်နုပြိုချမ်းမာရှင် နော်ဒါလေးဘောဖြစ်စီတဲ့ဂါထာအနည်းငယ်ကင်းခြင်းရောလိုရာတိတ်တိပြည့်စုံခြင်းရောအဓိကထာအမတန်စွမ်းတယ်အဲ့ဒါကြောင့်သူပြန်သွားပြီပေါ့ပြန်သွားတဲ့ခါကျတော့ဒီဂါထာကိုဆက်ရှင်းတော့ပြီးတော့ကွန်ပျူတာစီလိုက်တာကာလာလေးနဲ့ပေါ့ကွန်ပျူတာစီလိုက်တော့ကွန်ပျူတာဆန်ကဒီကျွန်တော်ရဲ့မိတ်ဆွေမိကလေးကလည်းအများကြီးဒါကျွန်တော်ကကူခန်းတဲ့အပြင်ကိုဒါဆရာတက်တက်လှူလာပါတဲ့ဆရာဘလို့ဝေမန်းသိလို့ဆိုတတ်ချင်းကျွန်တော်ကူပေးလိုက်တာအများကြီးအဲ့တော့ကျွန်တော်ကလူလန်းကိုပေးတာဒီဂါထာလေးပေါ့နော်ဂါထာလေးကတချို့ဆိုရင်ပရိပတ် စိတ်ရတယ်ဘယ်နှပတ်စိတ်ပေါ့နော်ဘယ်နှထောင်ရုပ်ပေါ့ဒီကာတာကမမိရဲ့သက်စိတ်ရွရုံပဲခင်ဗျာနော်နေ့စဉ်မမိရဲ့သက်စိတ်ရွသွားရုံနဲ့နေအမတန်ကိုသိတာထင်ရှားတယ်ဒါကကျွန်တော်ဇလံပေါ့ကျွန်တော်ကြုံတွေ့တဲ့ဇလံသူ့ရဲ့ကာတာရဲ့ဇလံဇကြောင်ဝိတုဇကြောင်ကလည်းရှိတယ်ရှင်အရဟံလေနော်ပုဂံဖြစ်မှာသာသနာထုံးလားစေခဲ့တဲ့ရှင်အရဟံကပြီးခဲ့တဲ့ရှင်အရဟံကာတာပဲနော်အဲမာဇကြောင်တွေတော့အများကြီးပေါ့ဗျာ ရိတ်ခါနော်ထမင်းဟင်းဆန်ရိတ်ခါနော်အဲစတော့ဘာလို့ဆန်ထမင်းရိတ်ခါတော့မှခူးရမထင်ဘူးအဲ့ဒီခက်မှာနော်ရော့မသွားဘူးပေါ့အဲဒီဂါထာကိုဆွတ်ဆွတ်မြဲမြဲကျင်အဲ့လိုကြီးရှိခဲ့တဲ့ဂါထာတစ်ပုဒ်ပါခင်ဗျာနော်အဲ့တော့ကျွန်တော်မှန်မှလည်းပေါ်ပြပေးမယ်ဒါလေးကိုရွတ်ပါတလားလုံးဆွေးမြေမိမိရဲ့သက်စီပဲရွတ်ရင်ရပါပြီနော်အဲ့တော့ဒီအခုလအတွက်ဒါဒီဂါထာလေးကိုပဲကျွန်တော် မေတ္တာလက်ဆောင်လေးနဲ့ပေါ်ပြပေးလိုက်ပါတယ်ကျွန်တော်ရဲ့ပွဲတွေ့လက်တွေ့မလို့ပါအားလုံးပဲတက်ရှိကျမ်းမှာရှမ်းသာကြပါစေ။